မြင်မြန်ပုတ်ချင်ရင်ဒီလိုမျိုးကျွံ့ရည်လေးကိုဖြဲရောအလဲကောင်းနေရောဒီလိုထဲထဲပြီးသူ့သူ့လိုလိုလေးထဲလိုက်နော်ထဲသူကမြင်မြန်ပုတ်တယ်ဟုတ်တယ်လိုလိုပြီးနေကိုထဲမယ်ကြီးရေစားရဲ့ဒီတစ်ခေါက်မှာတော့အိမ်မှာပဲပုတ်လှုပ်စားပါမယ်သူပဲငပိလို့လဲခေါ်တာပေါ့နော်အရင်ဆုံးစီတီမတ်ဝယ်လာတဲ့ပဲပီးဆက်300ဂရမ်ကိုရေပြောင်ဆေးပြီးတော့တညာသူမဟုတ်9နာရီရေစိမ်ထားပါမယ် ရေစိမ်းပြီးနူးပြီးပွာလာတဲ့ပဲတွေကိုအဲရေနဲ့နှစ်ထပ်လောက်ထပ်ပြီးတော့ကျွန်မစီးလိုက်ပါတယ်ပြီးရင်ရေနှစ်ရေခန်းသုံးရေခန်းလောက်နူးဣနေတဲ့အထိတည်ပေးပါနူးနေတဲ့အခါကျတော့နူးတော့ပဲကပိုနက်တာပေါ့နော်ဒီလိုလေးလက်လေးနဲ့ဖိကြည့်လို့ဣပြဲသွားပြီဆိုရင်ရပါပြီပြုတ်ထားတဲ့ပဲပူပူလေးကိုဆေးရိုးရွက်ဓမ္မမုံကျုံးရွက်အင်ရွက်တို့နဲ့လေးလုံးနေအောင်ထုတ်ပေးပါညာရဲ့ ာလေးတို့လူလေးပန်းငပီကိုနူးအောင်ပြုတ်လိုက်သူကပြုတ်ပြီးရနဲ့တခါရဲတန်းထည့်ရတန်းထည့်ရတာပူတော့ပူကောင်းတယ်ပူမြင်မြန်ပုတ်တယ်ဒါကြောင့်ဥူအောင်မနေပြန်လောက်ရမယ်သူကရူဆေးရိုးပင်ကပူတဲ့အတွက်လीอืมซีโยเป็นอ๋อซีโยเป็นจุ้ยยะเลยยะมั้ยล่ะจุ้ยยะเลยยะจุ้ยยะกูปูก้องมาอืมแล้วก็ตัวตัวรู้จ้ามาปุ๊บอ่ะอ๋ออืมๆหลุจ้าเนี่ยอยอดดิสุยะอ่ะป่ะเนาะอ่ะคือทีนี้พี่ดีซีโยยอดดิโอเพ้ไล่พี่รออเลกองนี้โหนิดไล่นิดတော့เมียนๆปุ๊บดิอืม ပဲဖို့မြင်မြင်ဖြစ်တယ်ပေါ့နော်အဲ့လိုသူ့လေးလေးဝင်မရလေးမဝင်အောင်ထုတ်လက်ညှိုးလေးနဲ့ဘွက်ထိုးဒီဘက်ထိုးထိုးပြီးတော့သူ့ဒီလိုလေးမှောက်မှောက်ပြီးတော့ထားအဲ့ရကြရင်ပဲဖို့ရပါ යි ပထမတစ်ခါမပုတ်တာအဲ့လိုပလင်းနဲ့အလုံးပိတ်တာလေးမရပလင်းကပလင်းမဆိုင်သူကပူဓာတ်ကိုခံနေကြသူကဒါကပူဓာတ်မဟုတ်တဲ့အင်းပဲပြီးစား းပါနောက်ဆုံးထုတ်ဒီမှာထုတ်လေးကိုဒီမှာညီတူလေးနော်ဒီလေးလေးထည့်လိုက်တော့အာအာထည့်လိုက်ရင်ဒီလေးဒီထည့်လို့နောက်ဖက်ကျူရဆိုရင်တော့အကြီးတည်းရထည့်နေပြီရောပြီရောနောက်ထုတ်ဆုံးလို့တော့တက်ကလေးနဲ့ချူလိုက်သူလီလုံအောင်อืมလီလုံပြီးတော့မှဒီလိုပြန်ပိတ်ဒီဘက်သူအထဲထဲကိုလေလုံပြီးရောဟုတ်ဟုတ်ထဲထဲကိုလေလုံပြီးရောပြီးလို့ရှိရင်အဲ့လိုလေဒီလိုလေး မှောက်ပြီးတော့သူ့လုံလုံလေးသူလေးပိတ်လိုက်မယ်။ဟွေးပိတ်တမိအားနှစ်ရက်ဟိုအလောက်ကြာလို့ရှိရင်သူတို့အပေါ်ကနေပူတော့အာနဲ့ထုတ်ပဆိုးတို့ပါအောင်နဲ့ပဆိုးတို့ပါအောင်ဒါဒါဒါဆိုမလန်းနေတော့နော်ဟုတ်အာအာမှောင်နေဖြစ်ဖြစ်နေဟိုမှာဖြစ်ဖြစ်ထည့်ထားလိုက်တော့อืมอ่าตัวเนี่ยก็ปูนี่ปะท่าออกมานี่ไม่ปะเลยอ่ะตัวอืมปูดองล่ะเนี่ยตัวอะแท้มาเจ็บตัวหนักตัวอืม ာပဲငပီလုံးကြီးပါရှင်ဒီနေ့ကပဲပဲငပီလာလောက်ပြရပါနော်ပဲငပီလာလုံးနဲ့ဧည့်တယ်လောက်တာပါလို့သူ့ကိုလေးအေးထည့်ထားတာနော်ပူနေရမယ်ကြည့်ဟိုအပူခန်းထဲမှာထားတယ်လို့ပူနေရကြည့်ပူနေရလေရမြောက်ထုတ်လေးပါချစ်ချစ်ပါမယ်ဟုတ်တယ်อืมဖြစ်နေပါပြီပဲပုံလေးဖြစ်နေပါပြီ နှစ်ရက်မြောက်နေ့မှာပဲကလုံအောင်ပုတ်ပြီးနှက်နေပါပြီအဲဒါကြောင့်မလို့ထုတ်ပြီးတော့ကြော်ပါတော့မယ်ရှင်ကဲထုံးစံတိုင်းအရင်ဦးဆုံးစီတက်ပါမယ်ချက်တော်အဖြူနီးရောင်နေမုတ်စနစ်မုတ်တို့ကိုစီတက်ပေးပါပြီးတော့ရင်ငပြရီထဲစီတက်ချက်တော်လေးရခြောက်ပြီးမွေးလာပြီဆိုရင်ခန်းကျင်သည်ထက်လိတ်နေအောင်မွေးဒါကတော့ပစုံချောက်စိန်ထားတဲ့အရေးလေးပုံဉာဏ်နဲ့ထည့်လိုက်တာပါ။ခရမ်းကျင်သေးကို၆ပြီးလိတ်နေအောင်အဲစီတက်လုံးပေးပြီးရင် ငရုတ်သီးစိမ့်လေးထည့်ပြီးတော့ထပ်ပြီးတော့မွေးလောင်လုံးပေးပါပြီးသွားရင်တော့ပဲငပိထည့်ပါမယ်ပြီးရင်စားချုံမုတ်ထည့်ပြီးတော့လုံးပေးပါအဲကိုကအငံမစားဘူးဆိုရင်စားမထည့်လည်းရပါတယ်အပေါ့အငံကတော့ကိုအစီမပြေတယ်လို့လို့ပေါ့နော်ကဲဘာဟင်းနဲ့လာလဲလဲမလဲနိုင်ဘူးရွှေတုံးကြီးပေးမယ်ဆိုရင်တော့မလဲနိုင်နဲ့ဟင်းတစ်ခွက်ရပါပြီရှင်